စိတ်ဓာတ်ရတခါပဲရဖို့တဲ့သူတယောက်ကနောက်ထပ်မေတ္တာတွေအကြိမ်ကြိမ်ပြန်လာပေးရင်တောင်မှတန်ရာဝင်တတ်တယ်။အဲတော့လူဆိုတဲ့တဘောကကိုယ့်ကိုနာကျင်အောင်လုပ်တဲ့အရာဆိုရင်အယိုးထဲဆွဲတဲ့အထိအောင်မမိနေတတ်တာလေ။အဲတော့အကြိမ်ကြိမ်နာကျင်ဘူးတဲ့သူတယောက်ကိုမေတ္တာအနှဲငယ်ပြပြီးမှသူပြောင်းလဲလာမှာပါလေဆိုတဲ့စိတ်နဲ့ဆွဲခေါ်တာကဒါလုံးဝမထီရောက်ဘူး။အဲကျွန်တော်က 2015ခုနှစ်9လပိုင်း25ရက်နေ့မှာတခင်ယေရှုကိုမိမိရဲ့ကယ်တင်ပါရှင်တခင်ဖြစ်ယုံကြည်လက်ခံတယ်အဲ့လိုယုံကြည်လက်ခံတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့အဖေဘက်ကအမျိုးတွေကကျွန်တော်ကို complaint အနေပဲတက်တယ်ဩမင်းကဘာဖြစ်လို့ဒါကိုယူချဲသွားတာလဲအဲကိုကူကူဘာဖြစ်လို့လဲညာဖြစ်လို့လဲပေါ့နော်သူတို့ပြောတယ်အနေငယ်ပဲနော်ပြီးတော့ဩကိုရဲ့လွတ်လပ်ခွင့်ပဲလေယူချဲပါဆိုပြီးမှအဲကျွန်တော်ဘာမှမပြောကြတော့ကောင်းကောင်းမွန်မွန်လဲအခေါ်ပြောလို့တယ်ဒါပေမဲ့ကျွန်တော်ယုံကြည်သူတချို့ကြားတဲ့ကိုရောက်သွားတဲ့အခါ ဝိညာဉ်ရေးရနုနယ်သေးတဲ့သူတွေဖြစ်မှာပေါ့ဟာသူတို့ကခွဲခြားလိုက်တာကျွန်တော်တို့လေမနေ့ကနေ့ကမှပြောင်းလဲတာဆိုပြီးမှကျွန်တော်နှိမ်ကြရောအဲ့ခါနေဟုတ်ပါပြီလေပေါ့နော်ဒါနဲ့ကျွန်တော်ကျန်းစာတင်တန်းတက်တယ်တင်းနေတက်ပြီးတော့အမှုတော်တဲကိုဝင်လာတဲ့အခါမှာကျွန်တော်အမျိုးသမီးရဲ့ကျွန်တော်ရဲ့သမီးလေးရဲ့တင်းဦးစရာတရောက်ရဲ့အိမ်မှာအိမ်ငါပြီးတော့နေတယ်လက်ရက်မှာတင်းဦးစရာကကျွန်တော်အိမ်မောနေမောင်းချာကျွန်တော်ပြောဘာကြောင့်မောင်းချတာလဲကျွန်တော်လည်းဘာပြစ်မှတ်မလုပ်တာဘူးဆိုအဲ့တော့ကျွန်တော်မှခလေးကတလောက်ခွဲလေးနဲ့အိမ်ပေါ်ကနေ ဘာလို့ဆင်းရမလဲဘယ်မှာသွားနေရမလဲဆိုတာကိုမသိဘဲနဲ့ကျွန်တော်ကြောင်ပြောက်ခဲ့ဘူးတဲ့ဟာကျွန်တော်လည်းစဉ်းစားတာပေါ့နော်ဓမ္မဆရာတင်းအောင်ဆရာတယောက်ကဒါမှမဟုတ်လှုပ်လိမ့်မယ်လို့ကျွန်တော်လည်းမထင်တာအဲ့တော့ကျွန်တော်ပြောင်းလဲပြီးတော့အမှုတော်ဆောင်တွေကိုစမြင်တဲ့အချိန်အမှုတော်ဆောင်တွေဆိုတာကောင်းကင်တမန်လိုမျိုးအရန်ဖြောင်းမတ်တယ်ဖြူစင်နေဟာအင်မတန်မှစိတ်ရင်ကောင်းနေမြတ်တာတရားတိတ်ကြီးတယ်လို့ကျွန်တော်ထင်ခဲ့မိဘူးတဲ့ဘယ်ဟုတ်မလဲကိုကိုတိုင်းအမှုတော်ထဲကိုရောက်လာတဲ့အခါကျမှပဲ မြတ်တာခေါင်းပါတဲ့အမှုတော်ဆောင်တွေလည်းရှိတယ်လို့ကိုကျိုးအသက်ပဲကြည်ပြီးမှလှုပ်ချင်ရလှုပ်နေတဲ့အမှုတော်ဆောင်တွေလည်းရှိတယ်အားလုံးကိုဆိုရတာမဟုတ်ဘူးနော်ကျွန်တော်မြင်ဘူးတဲ့တချို့ကိုပြောတာတကယ်ဖျားနဲ့သွာလာပြီးမှဝိညာဉ်တော်နဲ့ပြေဝါတဲ့သူတွေလည်းရှိတယ်ကျန်းစာထဲမှာတော့တယောက်အောင်တယောက်နှိမ့်ချပါလို့မှားထားပြီးမဲ့ကျွန်တော်ညီကိုအချင်းချင်းကြားထဲမှာတော့မှမနှိမ့်ချနိုင်တဲ့အခြေအနေတွေကအများကြီးပဲဒီအရာတွေကကျွန်တော်ရဲ့အတ္တကိုစိတ်ဒဏ်ရာတွေရစေတယ်ကျွန်တော်ကတော့မထင်ထားဘူးမမျော်လင့်ထားဘူး ီတယောက်ကတော့ကျွန်တော်ကိုဒီလိုဆက်ဆံလိုက်မယ်ဒီလိုလှုပ်လိုက်မယ်လို့မမျှော်လင့်ထားပါမိ့ကျွန်တော်ပေါ်မှာအဲ့အချိုးတွေချိုးသွားတဲ့အခါမှာကျွန်တော်စိတ်ဒဏ်ရာတွေရတယ်ပြီးတော့ကျွန်တော်နဲ့ကျန်းစာကြောင်အတူတက်ခဲ့တဲ့ညီကိုတွေထဲကပဲဟာကျွန်တော်ကိုပိုင်ဆိုင်မှုတွေလာပြိုင်တာငါဖျားတုံးလို့ဘလောက်ရနေပြီနော်ဘလောက်ချမ်းသာကြွယ်ဝနေပြီဆိုယူမှလေဒါကိုမြင်တော့လေစိတ်ဒဏ်ရာထက်ရပြန်ရောအကျဉ်းကျဉ်းဒီအမှုတော်ထဲမှာသွားတဲ့အခါမှာစိတ်ဒဏ်ရာရစရာတွေကရှိပါတယ် ဘာပဲဖြစ်ဖြစ်ဒီတန်ရာတွေဟာလည်းဘုရားရှင်ကကျွန်တော်ရင့်ကြအောင်အကောင်းဆုံးပြုပြင်ပေးနေတဲ့လေကထက်လိုပါပဲယေရှုတော်ကြောင့်ဒီလိုခက်ခဲပြဿနာတွေဟာကြုံတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့အမှုတော်ဆောင်တွေဖြစ်တယ်ဆိုပေမဲ့ကျမ်းစာထဲမှာပါတဲ့ဖျားသုံးတဲ့လူတွေလောက်တကယ်ကိုအဆင်မရှိပါဘူး။ဘာကြောင့်လဲဆိုရင်ကျမ်းစာထဲမှာဖျားသုံးတဲ့ဟေရှာယတို့ဟောရှေတို့ဆိုတာလေဖျားခိုင်းခိုင်းတဲ့အတိုင်းတိတိတသိမ်းလှုပ်ကြတဲ့သူတွေဟောရှေကိုဆိုရင် ပြည်သာမကိုတွားယူလို့ပြောတဲ့အခါမှာမငင်းဘူးတွားယူတယ်နော်ကျွန်တော်ကိုအဲ့လိုခိုင်းကြည့်ပါလားဖျားခင်အလိုတော်ကိုငင်းချင်လဲငင်းပါစေကျွန်တော်တော့မယူနိုင်ဘူးဆိုရင်မှကျွန်တော်ငင်းမိမှာဟေရှာရဆိုရင်လဲသူ့ကိုဖျားကတရားတော်ဟောတဲ့အရှက်ပေါ်အောင်ဟောလို့ပြောတဲ့အခါမှာဟေရှာက၃နှစ်ပတ်လုံးနော်အရှက်ပေါ်အောင်တော်ဟောတယ်နော်ကျမ်းစာထဲမှာရေးရတော့ဒီတက်ပို့ပြီးမှကျမ်းတယ်လေနော်ယေရှုရဲ့တပည့်တော်တွေဖြစ်တဲ့ရှင်ပေသူတို့ရှင်ပေါလုတို့စာရင်းတပည့်တော်တွေဟာလဲကျမ်းစာထဲမှာကောင်းကောင်းမွန်မွန်တည်ခဲ့ကြတာမဟုတ်ဘူး သူတစ်ပါးနှိပ်စက်လို့တည်ခဲ့တာသူတစ်ပါးဘေးရန်တွေပြုတ်လို့အသက်ဆုံးရှုံးခဲ့တာတွေတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကအရန်ကိုပော့ပါတယ်လीနော်သူတို့လောက်လည်းမခံရဘူး။ဒါပေမဲ့ဒီလောက်ကြုံရတဲ့ဥစ္စာကိုတော့မှကျွန်တော်တို့ကပုံကြီးချဲ့ပြီးပြောတတ်တာ။ဒါပေမဲ့ရှင်ဘောလူတို့ဘာပြောထားလဲဆိုတော့သူတို့ကြုံရတဲ့အရာတွေအားလုံးကိုကျေးဇူးတော်တသက်ကြောင့်ကြုံရတယ်လို့ပြောထားတယ်။နော်ရှင်ဘောလူကြုံရတဲ့ဥစ္စာတချို့လေးကိုကျွန်တော်ဖတ်ပြမယ်။နှစ်ကောအခန်းကြီး7အငယ်26မှာညစ်ကိုကူတော်ဘေးဓမြတိုက်တော်ဘေးအမျိုးသားချင်းပြုတ်တော်ဘေး တပားအမျိုးသားပြုတော်ပေမြို့ရွာ၌ရောက်တော်ပေတော၌ရောက်တော်ပေပင်လေပေညီကိုဖြစ်ရောင်ဆောင်တော်သူတို့ပြုတော်ပေဤဘေးများကိုငါတွေ့ခဲ့ပြီဒီအရာတွေကြုံရနေအောင်မှရှင်ဘောလူကကျေးဇူးတော်တသက်ကြောင့်ဒူဒီအရာတွေကိုကြုံရတာတဲ့အဲ့တော့ကျွန်တော်တို့ ਨੇ သိကွာတယ်နော်ကျွန်တော်တို့တွေကအင်္ဂလီလေးတစ်ခါနှစ်ခါဟောတာ ਨੇ ကိုကိုကိုသာသနာပြုเสียရဆိုပြီးမှခေါင်းစဉ်တွေတတ်တော်တာ တကယ်သာသနာပြုဆရာအစ်စ်မန်းဆိုတာအဖိုးကားတွေပြီးတယ်သူတို့ရဲ့ဘဝတွေအဲ့ဒီမှာပဲမြုံနံနေအဲ့ဒီမှာရှိတဲ့လူတွေပြောင်းလဲဖို့အတွက်ဆိုရင်သူတို့ရဲ့မိသားစုတွေသူတို့ရဲ့ဘဝတွေအပြတ်ခံပြီးမှကိုအဲ့ဒီမှာပြီးဆက်တာကျွန်တော်တို့ကအင်္ဂလိပ်သွားဟောပြီးပြန်လာကျစားလေးသွားတင်ပြန်လာတာကို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 သာသနာပြုဆရာဆိုပြီးမှမှန်တက်နေတာဒီအင်မတန်မှရှက်ဖို့ခောင်းပါတယ်ဒါကြောင့်ကျွန်တော်တို့အခုကျေးဇူးတော်ကြောင့်မူလတော်ထဲမှာပါဝင်နေရတယ်ချမ်းသာတွေဖြစ်စေစင်ရည်တွေဖြစ်စေ ခက်ခဲတဲ့ဖြစ်စီတရားတွေအားလုံးကကျွန်တော်တို့အကျိုးအတွက်ဘုရားသခင်ကအကောင်းဆုံးပြင်ဆင်ပြုပြင်ပေးနေတယ်ဆိုတာကိုသိရင်လည်းပဲကျေးဇူးတော်ချီးမွမ်းရင်လည်းနှိမ်ချစွာအသက်ရှင်ကြရအောင်လို့တိုက်တွန်းခေါ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဇွန်ကနေပြီးမှဝူဂျူချီအစီအစဉ်ကျန်းစာတင်ကြားခြင်းအစီအစဉ်နှုတ်ကပတော်ဝေငါခြင်းအစီအစဉ်တွေကျွန်တော်လုပ်ဖို့ရှိပါတယ်အဲ့ဒီမှာလာရောက်ပါဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်မက်ဆေ့ချာမှာလာပြီးမှဆက်တွေ့ပေးပါတကယ်ပဲအဝေးမှာရောက်နေတဲ့အခါမှာဖရားရဲ့နှုတ်ကပတော်ကို ခံယူခြင်းနဲ့နှုတ်ဘတ်တော်ကိုနားလည်ခြင်းနဲ့ဆိုတဲ့သူတွေလာပြီးမှဆက်တွေ့လို့ရတယ်။တက်တည်ခံခြင်းနဲ့သူတွေများရှိခဲ့လို့ရှိရင်လည်းလာပြီးမှကျွန်တော်ရဲ့ Messenger မှာဆက်တွေ့လို့ရပါတယ်။ပြီးတော့30ရက်နေ့9လ2025တောက်ကြနေ့မနေ့ပြန်ပေါ့နော်။ကေတင်ချင်းတင်တန်းတရက်တာလှုပ်ဖို့ရှိပါတယ်။အဲ့ဒီမှာလာတဲ့သူတွေကိုနေ့လယ်စာကျွန်တော်တို့ကြိုးမိသွားမှာဖြစ်တယ်။အဲ့ဒီကုံကြစီအားလုံးကိုလည်းယုံကြည်သူတို့ချို့ပါဝင်ထားတယ်ဆိုတာကိုသိရတဲ့ကြောင့်အယံဝမ်းသာရတယ်ဒီထက်မှကတည်းကဖျင်ကောင်းကြီးပေးပါစေဒီ ဒီရှေ့လျှောက်ပေါ့နော်ကျွန်တော်ဒီရှမ်းပြည်တခွင်မှာကဲတချင်းတင်တန်းတွေကိုအတင်းတော်ရင်နဲ့ချိန်ပြီးမှကျွန်တော်ဆက်လက်ပြီးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။အဲ့ဒီအရာတွက်လည်းဆက်လက်ပြီးတတိယဆူတောင်းကူပြီးမှပါဝင်ပေးကြပါလို့ရောက်တိုင်းကိုဖိတ်ခေါ်ပါတယ်။အားလုံးပြန်ကောင်းရရှိပါစေ။